ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါချစ်တဲ့မိတ်ဆွေများအားလုံးယနေ့မင်္ဂလာနေ့ရက်သစ်နနက်ခင်းလေးချိန်ခါမှာအားလုံးစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပါစေအရောက်စီတိုင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ချမ်းသာအပြည့်ဝခံစားကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့နှုတ်ကပတ်တော်ကတော့ဖရားကိုကိုးစားကြလောဖရားကိုကိုးစားကြလောဒီနေ့ကျွန်တော်အသက်တာမှာဆိုရှင်ဖရားကလွဲပြီးတော့ကိုးစားရအခြားသောအရာ မရှိပါဘူးဖရားကိုကိုးစားယုံကြည်မယ်ဆိုရင်ကျွန်တော်ရဲ့ဘဝတတသည် ပြည့်စုံနေပြီကျွယ်ဝနေပြီချမ်းသာနေပြီဒါဒီနေ့ကျွန်တော်ရဲ့တက်တာမှာဆိုရှင်ဖရားကိုခေါ်လုံကိုးစားဖို့ရန်အတွက်ဒီအလုံးမပင်ကြီးကြီးတယ်ဒါဒီနေ့တမချမ်းသာဆိုရှင်စာရကျမ်းခန်းကြီးတက်35အပိုင်းငယ်17ကိုကြည့်တဲ့အခါမှာထာဝရဖရားကိုကြောက်ရွံ့တော်သူတို့ဖရားထိုးဖရားကိုကိုးစားကြလောထာဝရဖရားသည်ထိုးတော်တော်သူတို့ကိုမားသာတော်သူဖြစ်တော်မူ၏ချစ်တဲ့မိစေပေါင်းတို့ဒါထာဝရဖရားကိုကြောက်ရွံ့တော်သူတို့လို့ပြောတဲ့အခါမှာထာဝရဖရားကိုယုံကြည်တဲ့သူထာဝရဖရားကိုကိုးစားတဲ့သူ ်ထာဝရဘုရားကိုမိမိကတင်ပါရှင်နဲ့လက်ခံယုံကြည်တဲ့သူတွေအဲ့ဒီသူတွေအားလုံးကဆိုရှင်ထိုဘုရားကိုကိုးစားကြလောတဲ့အခြားသောတပါသောဘုရားတွေကိုမကိုးကွယ်နဲ့အခြားသောအရာတွေကိုလိုက်ပြီးတော့မိမိခိုနဲ့အခြားသောအရာတွေကိုလိုက်ပြီးတော့အထင်ကြီးနဲ့အခြားသောအရာတွေကိုလိုက်ပြီးတော့ကျွန်တော်ကဆိုရှင်မစိကတ်နဲ့ဒါကတမားချမ်းသာတော့ထိုဘုရားကိုကိုးစားပါเนาะအဲ့ဒီဘုရားဆိုရှင်တော့ကဘာမိုးမြေစက်ကြောက်ရာကိုဖန်ဆင်းပိုင်တော်မူတဲ့ဘုရားတင့်ကိုဖန်ဆင်းပြီးတော့တင့်ကိုပိုင်တဲ့ဘုရားတင့်ကိုဆိုင်တဲ့ဘုရားဖြစ်တယ် ဒါကြောင့်ဒီဘုရားကိုကျွန်တော်ဘာလို့လဲကိုးစားကြရမယ်တဲ့နော်ဒါကြောင့်ထာဝရဘုရားသည်ထိုတို့တော်သူတို့ကိုမဆမယ်တဲ့နော်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ကျွန်တော်ကတော့ရှင်ကျွန်တော်ကိုးကွယ်တဲ့ဘုရားကထာဝရဘုရားနော်အသက်ရှင်တော်မူသောဘုရားအဲ့ဒီဖရာသခင်ကိုကိုးစားတဲ့သူ၊ယုံကြည်တဲ့သူအဲ့ဒီဖရာကိုအမြဲတမ်းပဲမျော်လင့်ပြီးတော့အသက်ရှင်ပြီးတော့လုံးဝအဲ့ဒီဖရာသခင်ကိုမျက်မှောက်ပြုတဲ့သူပါဆိုရှင်เนาะထိုဖရာသခင်ရဲ့မာစာခြင်းကိုခံရတဲ့သူဖြစ်မယ်เนาะ ါဘုရားသခင်ရဲ့ဂတိတော်ပါဆိုရှင်လုံးဝကောင်းမြတ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဘုရားသခင်ဆိုရှင်ကျွန်တော်ပေါ်မှာဆိုရှင်သူ့ကိုကိုးစားတဲ့သူကိုဘယ်တော့မှအချင်းနှင်းဖြစ်စေရဘူးသူ့ကိုယုံကြည်တဲ့သူပေါ်မှာဆိုရှင်သူ့ကိုကိုးစားတဲ့သူကိုအမြဲတမ်းပဲမဆားတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ဘုရားသခင်ဆိုရှင်အမွန်မြတ်ဆုံးသောဂတိတော်ဆိုရှင်နော်ခေဆက်ဆက်အမြဲတမ်းပဲကျွန်တော်အတွက်ကောင်းမြတ်တော်မူတဲ့ဘုရားဖြစ်ပါတယ်နော်တစ်ချိန်လုံးကကောင်းမြတ်ခဲ့တယ်လို့ယခုတင့်ရဲ့အတ္တကိုယခုချိန်မှာလည်းပဲကောင်းမြတ်တော်မူတယ်။ရှေ့ဖြစ် အခုဖြစ်နောက်ဖြစ်အားလုံးကိုပေါ်မှာဘုရားသခင်ကကောင်းမြတ်တော်မူတဲ့ဘုရားဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဟာဆိုရှင်လုံးဝအားနေပြီးတော့ရုပ်တရော်သွားတယ်ဆိုတာမရှိဘူးဘုရားရဲ့ကောင်းမြတ်ခြင်းဟာပုံမှန်ပြီးတော့ကြီးထွားနေစေဖြစ်တယ်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဟာဆိုရှင်အမြဲတမ်းအဆက်မပြတ်နဲ့ယူဆနေတာဖြစ်တယ်ဒါကြောင့်ခေဆက်ဆက်ခစ်တယ်ဘလောက်ပဲပြောင်းသွားပါစေဘုရားရဲ့ကောင်းမြတ်ခြင်းဟာတင့်ပေါ်မှာဘယ်တော့မှမပြောင်းမလဲတည်မြဲတော်မူသော အရာဖြစ်ပါတယ်ဒါချစ်တဲ့မိတ်ဆွေပေါ့တို့ဒီနေ့ကျွန်တော်ရဲ့တက်တာမလို့ရှင်ဖရာသခင်ကိုခိုလုံမယ်ဖရာကိုကိုးစားမယ်ဖရာကိုယုံကြည်ဖို့ရတဲ့အလုံးမပင်အရေးကြီးပါတယ်ဒါဒီနေ့ကျွန်တော်ရဲ့တက်တာမလို့ရှင်တော့ခြင်းမြတ်တော်မူသောကောင်းခြင်းများကိုကျွန်တော်တို့အာအနှင်းတော်မူပြီးတော့အမှန်တရားဗန္နာတော်များကိုကျွန်တော်တို့အာပေးသနာတော်မူတာဆိုရှင်ယနေ့ဒီချိန်ခါသည်သာဝရဖရာရဲ့ကောင်းမြတ်ခြင်းဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါ့တို့ဒါကြောင့်သာဝရဖရာဆိုရှင်တော့ ကြီးမြတ်တော်မူသောကောင်းကြီးမင်္ဂလာများကိုကျွန်တော်တို့အားအနှင်းတော်မူပြီးတော့အမှန်တရားဗန္နာတော်များကိုလည်းပဲကျွန်တော်တို့အားပေးသနာတော်မူသောဘုရားဖြစ်ပါတယ်ဒီတော့ကြောင့်ကျွန်တော်တို့ဘက်ကနေမှာဆိုရှင်လှုပ်ဆောင်ရမယ့်အရာကတော့အဲ့ဒီဂရိတော်တွေကိုစွဲကင်ပြီးတော့ဘုရားသခင်ရဲ့ကျေးဇူးတော်၌ယုံကြည်ခြင်းအသက်တာကြီးထွားဖို့ရန်အလိုမှပင်ရည်ကြီးပါတယ်တော့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဘုရားသခင်ကကျွန်တော်ပေါ်မှာတကယ်ကောင်းမြတ်တယ်အဲ့ဒီကောင်းမြတ်တော်တဲ့ဂရိတော်တွေကိုကျွန်တော်ကလည်း လုံးဝဆွဲကင်ပြီးတော့ကျေးဇူးတော်၌ကျွန်တော်ရဲ့ယုံကြည်ခြင်းကကြီးထွားနေဖို့ဖြစ်တယ်။ဘယ်တော့မှယုံကြည်ခြင်းကသေးသိမ်သွားဖို့မဟုတ်ဘူး၊လွဲဖယ်သွားဖို့မဟုတ်ဘူး၊တွေးဖယ်သွားဖို့မဟုတ်ဘူး။ယုံကြည်ခြင်းကခိုင်မြဲပြီးတော့ပုံမပြီးတော့ကြီးထွားရှင်သန်လာဖို့ရန်အတွက်အလုံးမပင်ကြီးကြီးတယ်။နောက်ချစ်တဲ့မိစေပေါင်းတို့ကျွန်တော်တို့တအိုးချင်းတည်းအတွက်ဂရိတော်များတို့ရှင်တော့ဘုရားသခင်ရဲ့အတန်တော်ကိုကျွန်တော်ကတို့ရှင်နားထောင်ပြီးတော့ဘုရားကိုအမြဲတမ်းခေါလုံကိုးစားတဲ့သူကဘုရားရဲ့အတန်ကိုပြန်နားထောင်ပြီးတော့ဘုရားကဘလောက်ကောင်းမြတ်တယ်လဲ။ ကျွန်တော်ပြန်လည်ပြီးတော့စဉ်းစားဆင်ခြင်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ထစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဘုရားသခင်တို့ရှင်ကျွန်တော်ရဲ့အသက်တော်တို့ရှင်အမြဲတမ်းပဲမဆနိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်ရဲ့အသက်တာကတော့ရှင်အပြစ်သားများဖြစ်တယ်အပြစ်သားတဦးတယောက်အနေနဲ့ပါပဲကျွန်တော်မှတိမ်ငယ်စရာအကြောင်းမရှိဘူးဘုရားသခင်တမအရှိကိုရှိတိုင်းကျွန်တော်ကသွားပြီးတော့ဘုရားဒီမှာရင်ဖွင့်ပါဘုရားကျွန်တော်အမှဘလောက်ပဲအပြစ်တွေများနေပါစေကိုတော်ဘုရားသည်ခွင့်လွှတ်တော်မူသောဘုရားဖြစ်ပါတယ် ။ဒါဘုရားသခင်ကခွင့်လွတ်တော်မူသောဘုရားကျွန်တော်ကိုအသက်ကိုတန်ဖိုးထားတဲ့ဘုရားတို့ထံတို့လာတဲ့သူတိုင်းကိုချမ်းသာပေးခြင်းနဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ငါထံတို့လာတော့ငါသည်ချမ်းသာပေးမယ်လို့ပြောတော်မူတဲ့ဘုရားဖြစ်တယ်။ချစ်တဲ့မိစေပေါ့နော်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာအလင်းမီကျွန်တော်သွားရမယ့်နေရာသည်ဘုရားရဲ့ရင်ခွင်တော်မဟုတ်ဘူးလား။ဘုရားရဲ့ရှစ်တော်မောက်ဆိုကျွန်တော်ကသွားဖို့ရန်ဖြစ်တယ်။ဒါဘုရားသခင်ရှစ်တော်မောက်ကိုသွားမယ်ဘုရားရဲ့ရှင်ခွင်တော်မှာရောက်တဲ့ခါမှာခွင်းလွတ်ခြင်းဂတိတော်သည်ကျွန်တော်ရရှိမှာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်မိန်တော်မူတာတော့ လာကြလောသင်တို့ရဲ့ပြည့်များလာတော့လေသင်တို့နှလုံးသားကိုငါအားပေးလျက်သင်သည်စိတ်နှလုံးသားပါလျက်နားထောင်လိုက်လျှောက်လို့လေသင်ပြစ်ကိုလွတ်တော်မူမည်ဆိုပြီးတော့ဖျားသခင်ကမိမာခဲ့တာကိုတွေ့ရမှာဖြစ်တယ်။ဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ကျွန်တော်အားလုံးကဖျားသခင်ကသူ့စကားတော်အတိုင်းလှောက်ဆောင်တော်မူတဲ့ဖျားဖြစ်တယ်။ဘယ်တော့မှပြောရင်ပြောတဲ့အတိုင်းလှောက်ဆောင်တော်မူတဲ့ဖျားဖြစ်တယ်။ तू ပြောတဲ့အတိုင်းပဲသူ့ရဲ့ဂတိတော်ကဘယ်တော့မှပြက်ပြဲသွားတယ်ဆိုတာမရှိဘူးဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့နော်သင်္ကာတို့ရှင်ဘုရားသခင်ကိုယုံကြည်ပြီးတော့သင်ရဲ့စိတ်နှလုံးနဲ့သင်ရဲ့မှတ်ဉာဏ်ထဲမှာဘုရားရဲ့ကောင်းမြတ်ခြင်းတွေကိုအကောင်းဆုံးမှတ်သားထားပြီးတော့ချစ်တဲ့မိတ်ဆွေပေါ့နော်အမြဲတမ်းပဲဘုရားရဲ့ကုန်းတော်ကိုချီးမွားပြီးတော့ဘုရားကိုကိုးစားဖို့ရတဲ့အလုံးမပင်ကြီးကြီးပါတယ်။ဒါကြောင့်ဘုရားသခင်ရဲ့ဂတိတော်များဟာဘယ်အခါမှကျွန်တော်ကိုမကြရှုံးနိုင်ပါဘူး။ နော်ဘယ်တော့မှကျွန်တော်ကိုမကြာရှုံးနိုင်ဘူးမိတ်ဆွေပေါ့နော်မကြာရှုံးနိုင်ပြီတဲ့နော်ဒါကြောင့်ဘုရားသခင်ရဲ့ဂရုတော်များကျွန်တော်ကိုအောင်မြင်ဖို့ကြွယ်ဝဖို့ချမ်းသာဖို့ကျွန်တော်ရဲ့ဘဝတတမှာငြိမ်းချမ်းဖို့အသက်တာမှာတည်ငြိမ်ဖို့ဘုရားသခင်ကသူ့ရဲ့ဂရုတော်တွေကကျွန်တော်ကိုကြီးပွားဖို့ပဲဘုရားကလှုပ်ဆောင်ပေးတယ်ဆိုတာတွေ့ရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တတမှာဘုရားသခင်ရဲ့ကြီးစွာသောဂုဏနာမတော်ကိုအမြဲတမ်းချီးမွမ်းဖို့ ਨੇ ဘုရားကိုကိုးစားယုံကြည်တဲ့သူဖြစ်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဒါကြောင့်ထာဝရဘုရားကိုကြောက်ရွံ့တော်သူလို့ ထာဝရဘုရားကို ကိုးစားကြလောထာဝရဘုရားသည်ထိုသို့တော်သူတို့ကိုမာဆတော်သူဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သင်ရတက်တာမှာဘုရားကိုကိုးစားတဲ့ယုံကြည်ယုံဘုရားကိုကိုးစားယုံကြည်တဲ့သားသမီးဘုရားပေါ်မှာအမြဲတမ်းပဲအားကိုးပြီးတော့ဘုရားကိုအမြဲတမ်းပဲပထမနေရာမှာ ထားတဲ့သားသမီးဖျားပေးတဲ့ကောင်းချီးမင်္ဂလာဖျားသခင်ရဲ့စုကျေးဇူးမင်္ဂလာကိုရရှိခံစားတိုက်ဖို့တဲ့တာသမီဖြစ်ဖို့ရန်အတွက်ယနေ့ပါပဲဖျားကိုစိတ်လုံးကျွင်းမဲ့နဲ့ ကိုးစားတဲ့ဘုရားသားသမီးရောက်တိုင်းဖြစ်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့ချက်တက်မိတ်ဆွေတို့ကိုအားပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်ထာဝရဘုရားကိုယုံကြည်တဲ့သူတွေထာဝရဘုရားကိုကိုးစားကြပါလို့အားပေးတိုက်တွန်းလိုက်ပါတယ်။ချက်တက်မိတ်ဆွေများအားလုံးကိုဘုရားကောင်းချီးချပေးပါစေ။